ရိကန်မှာခဲယဲမိကြောင့်ဆက်ယုံပေါက်ကွဲမှုဖြစ်ပေါ်ပြီးလူ16ယောက်ထပ်မံပျောက်ဆုံးနေတယ်လို့သိရပါတယ်။အော်တိုဗာဆယ်ရက်နေ့ကတင်နက်စီပြည်နယ်ထဲမှာပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။အခင်းပြေရာဟန်ဖရီခရိုင်ရဲ့ရဲတပ်ဖွဲ့အကြီးအကဲခရစ်ဒေးဗစ်ကဆက်ယုံအဆောက်အအုံဟာပေါက်ကွဲတဲ့အရှင်ကြောင့်ပျောက်ပြော့အလဲပြိုသွားခဲ့တယ်လို့ပြောပါတယ်။သေဆုံးသူတွေရှိခဲ့ပေမဲ့လည်းအရေးအတွက်အတိအကျကိုတော့မသိရသေးဘူးလို့သူကဆိုပါတယ်။လူလင်းကားရောက်လောက်ကိုဆေးရုံတင်ပို့ထားရကြောင်း ပျောက်ဆုံးနေသူ16ယောက်ရှိတယ်လို့သတင်းရထားပြီးအပူတပြင်းလိုက်ရှာနေစေဖြစ်ကြောင်းလဲဒေးဗစ်ကသတင်းထောက်ပြုစီပြောပြခဲ့ပါတယ်။ပေါက်ကွဲတဲ့နေရာမှာတော့ဘာတစ်ခုမှအကောင်းတိုင်းမကြံလောက်အောင်အခြေအနေဆိုးရွားလွန်းခဲ့တယ်လို့သူကအမှတ်ချက်ပေးခဲ့ပါတယ်။အဲ့ဒီဆိုင်ရုံဟာ Backstop မြို့နောက်မှာတရှိပြီးပေါက်ခွဲရေးပစ္စည်းတွေအများပြားကိုထုတ်လုပ်၊ကင်တွယ်၊တိုးလောင်တဲ့နေရာတစ်ခုလို့အရေးတွေကပြောပါတယ်။ပေါက်ကွဲမှုဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုတော့မသိရသေးပါဘူး။ဝဟင်ကနေရိုက်ကူးထားတဲ့ဗီဒီယိုတွေထဲမှာတော့ စက်ရုံနေရာဟာမီးလောင်ပြင်အဖြစ်လုံးလုံးလျားလျားပြောင်းလဲသွားပြီးမီးကျွမ်းထားတဲ့အပြက်အစီးတွေမီးခိုးတွေဥထွက်နေတဲ့အရင်အပြက်တွေစက်ရုံအဆောက်အုံစီကအဆအနတွေကိုပဲတွေ့ခဲ့ရပါတယ်။အဲ့ဒီစက်ရုံကို Accurate Energetic System Company ကပိုင်ဆိုင်တာပါ။တရင်းဆောင်ရှင်းလင်းပွဲမှာတော့ Davis ဟာစိတ်ထိခိုက်တုံ့လုံနေဟန် ရှိခဲ့ပြီးလူအသေးပြောက်စင်းကိုတိတိကျကျထုတ်ပြောဖို့တော့ငင်းဆန်သွားပါတယ်။ပောက်ကွဲတဲ့အချိန်တုန်းကစက်ရုံလက်ပတ်နေပြီးဝန်ထမ်းတွေလည်းရှိနေကြတယ်ဆိုတော့ကိုတော့သူကအတည်ပြုခဲ့ပါတယ်။ ပထမတစ်ကြိမ်ပေါက်ကွဲပြီးတဲ့နောက်ထက်ဆက်ပေါက်ကွဲမှုတွေကြောင့်ကင်ဆယ်ရေးတွေနဲ့အမိသက်တွေဟာဆက်ယုံနဲ့ချက်ချင်းချင်းကပ်လို့မရခဲ့ကြောင်းလဲဒေးဗစ်ကပြောပါတယ်။တင်နက်စီပြည်နယ်အစိုးရကတော့ပေါက်ကွဲမှုနောက်ဆက်တွဲစုံစမ်းမှုတွေ၊ဂိုင်းတွယ်မှုတွေကိုဖက်ဒရယ်အစိုးရအရာရှိတွေနဲ့ပူးပေါင်းလုံဆောင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။မီးလောင်ပြင်းမှာစုံစမ်းစစ်ဆေးမှုတွေအပြီးကနအူးထုတ်ပြန်ကြမှာတော့အခြေအနေဒီငြိမ်သွားပြီဖြစ်ပြီးပတ်ဝန်းကျင် area အတွက်ဥပဒ်မဖြစ်နိုင်ဘူးလို့ဖော်ပြထားပါတယ်ရှင်။